โอเคကျွန်တော် Premier League Game Week 28ဖြစ်ပါတယ်ပထမဆုံးပွဲတော့ကျွန်တော်တို့ Fora နဲ့ Man City Fora ကအင်ဝင်းတော့တော်တော်ကောင်းနေပြီအဲပြီးခဲ့တဲ့အခေါက်တွန်းအားလောက် City လွယ်မယ်လို့တော့မထင်ဘူးကနော်တေးလောက်သွားမယ်ထင်တယ်တူ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 မှန်ပါတယ်โอเคဒီပွဲကအဆင့်3လူးမယ်ပွဲပေါ့နှစ်သင်းစလုံးအတွက်ကတော့မလွယ်ဘူးတေးပဲထင်ပါတယ်ဝမ်ဝမ်မှန်ပါတယ်နောက်တစ်ခုနောက်တစ်ပွဲကတော့ Brighton Brighton နဲ့ Fulham Fulham ကပြီးခဲ့တဲ့ကြော်တော်ကတုတ်ထားတယ်ဒါပေမဲ့ Brighton ကဒီ ဒီအပိုင်းဒီမှာနိုင်ပွဲတွေတောက်လျှောက်ပြင်ရထားတယ်ဆိုတော့အင်္ဂွန်းလေးဖြစ်တယ်ဆိုတော့ဘိုင်ဒန်ပဲနိုင်အောင်မှထင်တယ်2-1လောက်မှတ်ပါလေဒါလည်းအမြင်တူသွားပြီဘရိုက်ဒန်နောက်ဆုံး၅ပွဲဆက်တောင်နိုင်ထားတယ်ဆိုတော့သူ့အင်္ဂွန်းမှာလည်းဒါအတကြရှိအောင်မှထင်တယ်2-1ပဲမှတ်ပါလေโอเคနောက်တစ်ပွဲတော့ပဲလစ်နဲ့အစ်ဆွတ်တူတူပဲပဲလစ်ကလည်းတော်တော်လေးကောင်းတယ်အင်ဝင်းဆိုပိုကောင်းတယ်ပေါ့နော်အဲဒါနဲ့အမှန်အဓိကတိုက်စစ်မှုမပါဘူးဆိုတော့ပဲလစ်က2-0လောက်ပဲသွားမယ်လို့ထင်တယ်ဒါမာဒီတာနာသွားတာပဲလစ်တိုက်စစ်တွေအားနည်းချက်ဖြစ်သွားပြီဒါ အစွေကလည်းတန်းစင်းစုံယုံအားလေးရရှိမှချင်းတယ်ကိုမပြက်တော့ဘူးဝမ်းစည်းတော့ပဲမှန်ပါတယ်တဲ့နောက်တစ်ဝဲကတော့လီဗာပူးနဲ့ဆောက်တန်ဆောက်တန်နဲ့ကတော့ဘာမှမညှိနှိုင်းချက်မရှိတော့ဘူးဆိုတော့လီဗာပူးပဲဂိုးပြက်နိုင်မယ်လို့ထင်တယ်ဖိုးစည်းလောက်မှန်ပါတယ်လီဗာပူးကနောက်ကြားရက်မှာ PSG နဲ့တချန်ပီယံလိနောက်တစ်ကြော့ကံမှုရှိရဆိုလူချန်ကောင်းချန်လာနိုင်တယ်ဆိုတော့ဒီဘက်အရင်ကိုမပြက်တော့ဘူးထင်တယ်တူးစည်းလောက်ပဲမှန်ပါတယ်ကဲ Okay နောက်တစ်နေ့ကတော့ကျွန်တော် Brandford နဲ့ Aston Villa Brandford ကအင်္ဂလန်ကောင်းတယ် Aston Villa ကတော့ကောင်းတယ်မကောင်းတယ်ပဲပေါ့နော်တနေ့ရှင်တနေ့ငွေဆိုတော့အမ်ဒီပွဲကိုလည်းတူတူလောက်မှန်းနေပါတယ်တေးပေါ့ဒီဒါဒီပွဲက Brandford အင်္ဂလန်ပြီးတော့ Villa က Champions League လဲကစားအောင်မယ်ဆိုရင်ငယ်ပွဲပန်းနေနိုင်တယ် Brandford ပိုကြိုက်ပါတယ်2-1လောက်မှန်းပါ Okay နောက်တစ်ပွဲနောက်တစ်ပွဲကတော့ Wolves နဲ့ Everton Everton ကတော့နောက်ပိုင်းတိုက်စစ်ကံတော်တော်လေးပြန်ကောင်းလာပြီပေါ့နော်အဲဂိုးတွေလည်းပြန်ရလိမ့်ပြီဆိုတော့အဒီပွဲကိုလည်းတူတူမှန်းပါတယ် သေမှန်ပါတယ်โอเคဒါဘူးကအဓိကကစားသမားကိုညမပေါဘူးအနီကနဲ့ပွဲပယ်ခံတာကိုးသွင်းနိုင်ပါမလားတစ်ချက်ကြည့်ရမယ် Everton ပိုကြိုက်တယ်1 2မှန်ပါတယ်โอเคအဲ့တော့ကျွန်တော် Chelsea နဲ့ Leicester Chelsea ကအဲအရင်တော့ဂိုးတွေမသွင်းတော့ဘူးဗောနော်အရင်တော့ဂိုးတွေမသွင်းတော့ဘူးဆိုတော့ Leicester ကိုကျွန်တော်တို့1-0လောက်သွားမယ်လို့မှတ်ပါတယ်โอเค Leicester ကလည်းတန်းစင်းစုံလွတ်ဖို့မျှော်လင့်ချက်တော့ရှိနေသေးတယ်ဆိုတော့ နည်းနည်းတော့ယုံလာနိုင်တယ်ချက်စီကိုပြတ်ဖို့မလွယ်ပါဘူး2-1လောက်မှန်ပါ Okay နောက်တစ်ပွဲကျွန်တော်တို့စပါးနဲ့ဘုံမောက်ဘုံမောက်ကနည်းနည်းလေးတော့ပြန်ကျလာပြီစပါးကလည်းတိုက်ဆက်တော့ကောင်းတယ်ဆိုတော့อืมအတီဘဲတော့ကျွန်တော်3-1လောက်3-2လောက်မှန်ပါတယ် Okay ကျစပါးပြီးခဲ့တဲ့ပတ်တုန်းကလည်းအိမ်ခွဲမှာတော့ City ကိုရှုံးထားတယ်ဘုံမောက်ကလည်းနည်းနည်းလေးပြန်ကျနေပြီဆိုတော့ဒီဘက်ကတည့်ရဲလောက်သွားမယ်ထင်တယ်တူတူမှန်ပါတယ် โอเคနောက်တစ်ခုကျွန်တော်တို့ United နဲ့ Arsenal ဖြစ်ပါတယ်။အဲ United အင်ကွင်းမှာပါเนาะ United နဲ့သူတို့ကဒီရာသီမှာက Arsenal ရဲ့လို Premier League မှာတုတ်တယ်။ဒါပေမဲ့ United က FA မှာပြန်ဖြုတ်သွားတယ်ပေါ့เนาะ Arsenal ကို။အဲ Man U ကအင်ကွင်းဆိုတော့အင်ကွင်းအားသာချက်လေးရရှိတယ်ပေါ့เนาะ။သူကသူဘယ်အဆင့်ပဲရောက်နေနေဒါအတင်းကြီးချင်းချင်းကတော့ဒုက္ခပေးတတ်တယ်ပေါ့เนาะ။အဲ Arsenal တိုက်စစ်ကလည်းဂိုးတွေပြန်မြူးနေပြီဆိုတော့ကျွန်တော်တို့อืมတူတူလောက်သွားမယ်လို့မှန်းပါတယ်။ Okay ။ခုနကကိုသွင်းထားတဲ့ Arsenal တိုက်စစ်ကို မန်ယူနောက်တန်းဘယ်လိုတောင့်ခံမလဲကြည့်ရမယ်ပေါ့နော်အင်ဂွင်းဆိုပြီးမှအာဆင်နယ်ပဲတာသွားမယ်ထင်တယ်ဇီတူးမှန်းပါလေဟာကဲနောက်နောက်ဆုံးလို့ပြောရကျွန်တော်ဝက်ဆန်နဲ့ကာဆယ်ကာဆယ်ကတော့ပြန်တော့ကောင်းလာပြီထင်ရတာပဲဗျအဲဒါမဲ့ကာဆယ်က injury လေးနည်းနည်းတော့ရှိတယ်ဗျဂေါ်ဒန်နဲ့ဂေါ်ဒန်ကလည်းအနီးကပ်ထိတာလေဆိုဟောလည်းတရားဒီလုံးလားဟောကလည်းနာသွားပြီဆိုတော့ဝက်ဆန်နည်းနည်းတာပေါင်းမလာတော့မသိဘူးဗျဒီပွဲကိုကျွန်တော်2-1လောက်မှတ်ပါပြီโอเคဝက်ဆန်ကလည်း နိုင်ပွဲကြီးပြန်ရလာတယ်နော်အာဆင်နယ်ရောလက်စတာရောတုတ်လာတယ်ကာဆယ်ကလည်းဒဏ်ရာကြီးရတယ်ဆိုတော့ဝက်ဆမ်ပူကြိုက်တယ်ဝမ်းစည်းလောက်မှန်ပါတယ်โอเค